ကလေးလေးတွေကိုအစာစကြွေးတဲ့အချိန်ဟာကလေးတွေရဲ့ကြီးတော့ဖွံ့ဖြိုးမှုမှာအရင်ကြီးပါတဲ့ကာလဖြစ်ပါတယ်။ဒါပေမဲ့နှုတ်ဆအရွယ်ကနေပြီးတော့အစာစစားတဲ့အချိန်မှာကလေးတွေကိုဘာတွေချွေးတင်တယ်၊ဘာတွေမချွေးတင်ဘူးလဲဆိုတာကတော့မိမိတွေအနေနဲ့တတော်ကိုခေါင်းဆောင်ရတဲ့ပြဿနာပါ။အထူးသဖြင့်အသေးအနှံချွေးတဲ့အခါမှာပေါ့နော်။ဒီနေ့မှာတော့မိမိတို့စိတ်မရှုပ်ရအောင်လို့ကလေးငယ်လေးတွေအတွက်အားရတဲ့အပြည့်အဝဆုံးနဲ့အသင့်တော်ဆုံးတည်တည်ငါမျိုးကိုပြပေးလိုက်ပါရစေ။ ပထမဆုံးအတီးရတော့ထောပတိပါခလင်းငယ်တွေကိုအစီတက်ပောင်းမှုများတဲ့စားစရာတွေမကျေတင်ဘူးလို့မိဘတော်တော်များများကယုံကြည်တတ်ကြပါတယ်တကယ်တော့အစီတက်ဟာဗီတာမင် A C D နဲ့အီရိုလိုမျိုးအစီတွေမှာပြုံဝင်တဲ့အာဟာရဓာတ်တွေကိုစုပ်ယူပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ခလင်းငယ်တွေရဲ့စားသုံးမှုအာဟာရတွေမှာမပြည့်မနေပါဝင်တဲ့ဓာတ်တွေမျိုးပဲဖြစ်ပါတယ်အဲ့ဒါအပြင်ခလင်းတွေရဲ့အရေပြားချမ်းမာရင်လည်းအုံနှုံးလုံးဆောင်ချက်တွေကိုလည်းအထောက်အကူပေးနိုင်ပါတယ် ခေါပတ်ဒီမှာ monosterate fat တွေနဲ့ vitamin E လိုမျိုးအကျိုးပြုအဆီဓာတ်တွေအပြင် folate, potassium နဲ့ vitamin B အုပ်စုတွေကျေရတော့တကြောင်မို့လို့ကလေးတွေအတွက်အကောင်းဆုံးအထည်တစ်မျိုးပါကြိတ်ချေလိုက်ရင်တော့နူးညံ့တဲ့အနှစ်စိတ်တဲ့အရသာတွေကြောင့်အစာစားတဲ့ခါစားကလေးငယ်လေးတွေကခေါပတ်ဒီကိုလက်ခံလွှဲကြပါတယ်စားရတဲ့အရသာပိုရှိစေဖို့တခြားအသီးတွေနဲ့ရောတာမျိုးခလေးတွေအကြအရသာတိဖန်တီးတာမျိုးလို့ကြွေးလို့ရပါတယ်နောက်တစ်ခုအနေနဲ့အကြောင်းပြောသေးပါ ။အပြောတင်းဟာအားရပြည့်ပြီးတော့ရတရှိတဲ့အတိတ်တမျိုးဖြစ်တဲ့အပြင်လောပြကာစားကလေးငယ်လေးတွေအတွက်အထင်တော်ဆုံးအဖြစ်ရွေးချယ်ကြပါတယ်။အစာချေညွတ်လျတဲ့အမြင့်တဲ့ဗီတာမင် B နဲ့အချို့ပြကာဘိုဟိုက်ဒရိတ်တွေကျော်ရတဲ့အတကြောင့်မလို့ကလေးငယ်လေးတွေမှာလေပွားတာမအီမတာဖြစ်တာတွေမဖြစ်ပဲနဲ့ခွန်အားပြည့်စေပါတယ်။ကလေးတွေဝမ်းချုပ်တောင်းနဲ့ဝမ်းရှုတာတွေအတွက်လည်းမပြောကြည့်ရချုပ်တင်ကောက်ွယ်ပေးနိုင်ကုနိုင်ပါတယ်။နောက်တစ်ခုကတော့ပန်းသီးပါ ကျမရဲ့ချိုးကျစုများလာတဲ့ပန်းထရာဆိုရင်တခြားစားစာတွေမစားခင်မှာအစာချေစနစ်ကိုလို့ဆောင်ပေးပါတယ်။ရေဓာတ်ပေါင်းမှုများပြင်မဲ့အမြင့်တက်ကကျွေးပါပါတယ်။ပန်းထီမှာပါတဲ့အာဟာရတွေကြောင့်ဆီးချိုသွေးချိုဖြစ်နိုင်ခြင်းပမာဏကိုညှော့နေစေပါတယ်။ကိုလက်စထရောပမာဏကိုညှော့ချစေပြီးတော့မျက်စိအတွင်းတွေမဖြစ်အောင်လည်းကာကွယ်ပေးတဲ့အပြင်ကင်ဆာဖြစ်စေနိုင်တဲ့ free radical တွေရဲ့ဆိုးကျိုးကနေပြီးတော့လည်းကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ကလေးတွေကိုစားချင်တဲ့အသေးမျိုးပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့စီပီတီပါ။စီပီတီတွေကလည်းပန်းသီးလိုပဲအစာချေစနစ်အတွက်အထောက်အကူပြုတဲ့အပြင် ရေတန်းနဲ့အညင်တက်ပါမှုမြင့်လာတဲ့အတွက်ကြောင့်မို့လို့ကလေးတွေဝမ်းမချိုအောင်ကာကွယ်ပေးပါရယ်ပိုတက်ဆီယံအပါအဝင်တဲ့အတွက်ကြောင့်မို့လို့သွေးထုတ်မပြည့်အောင်လည်းကာကွယ်ပေးပြီးတော့ဓာတ်မတည့်တဲ့အန္တရာယ်ကိုလည်းလျော့နေစေပါရယ်ပိုလီဖီနောလ်ကိုခေါ်တဲ့တတိုးဆက်ခြင်းပစ္စည်းရောက်အဆုတ်ကင်စာ၊တာခရီးယကင်စာ၊ဈေးကျိတ်ကင်စာနဲ့ဥမကြီးကင်စာတို့ဖြစ်နိုင်ခြေကိုလည်းပါပါရယ်နောက်ဆုံးတစ်ခုကတော့ berry tea တွေပါ strawberry, blueberry, cherry, blackberry ပါဝင် berry 3မျိုးပင်နေရဆိုရင်ကလေးတွေတော်တော်မကပါဘူးလူကြီးတွေတော့ပါတင်သွားပါတယ် အကြောင်းရင်းနဲ့အာရာတက်ပူကြီးကျွေးသွားတဲ့အတကြောင့်မလို့베리တီတွေကဒတုံးဆက်ရှင်ပစ္စည်းတွေအတွက်ကျွေးသွားပါတယ်베리တီတွေကအုံလုံးလုံးစာချက်ကိုမြင့်တင်ပေးပြီးတော့မှတ်ညံပိုကောင်းစေရဆိုပြီးတော့လည်းသူရတနာတွေကပြောကြပါသေးတယ်ဒါကြောင့်ကလေးတွေကိုသေစာဖြစ်베리တီကျွေးတာချိန်ပြီးတော့ဖြော်ရည်လုပ်တာမျိုးကိုကျွေးနိုင်ပါတယ်베리တီမှာက DHA အပါအဝင် Omega 3 fatty acid တွေလည်းကျွေးသွားတဲ့အတကြောင့်မလို့ကလေးတွေရဲ့ကြည်တော့ပြပြမှုမှာအထောက်အကူကိုဖြစ်စေပါတယ် အခုလောက်ဆိုရင်တော့ကလေးတွေကိုဘာသာကျွေးရမယ်မသိတဲ့မိမိတွေအနေနဲ့ကလေးတွေကိုအယုံစွကျွေးပေးတဲ့တင်းငါမျိုးကိုတူတော်လောက်ပြီးထင်ပါတယ်။နောက်ထောင်ပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပြည်မှာပြတ်တွေ့မယ်နော်။